မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့မိတ်ဆွေတွေကိုမေတ္တာလက်ဆောင်ပေးချင်တာကတော့ဘဝမှာစီးပွားပြက်ဘဝပြက်အလုတ်ပြက်ဂိုင်ပြက်နော်ရန်သူတွေကဝိုင်းနေတယ်ဘာလို့လို့ဘာကံမှမသိပဲနဲ့ဘဝပြက်နေတဲ့အချိန်မှာပြုလို့ရမယ်တရားမင်းတရားမင်းမတဲ့ရေရာဖြစ်ပါတယ်နော်တရားမင်းကင်မတဲ့ရေရာကိုဆရာမေတ္တာလက်ဆောင်ပေးပါမယ်ရင်းဦးဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်သွားပေးပါ ဘာလို့ပြရမလဲဆိုတော့တရားမင်းကိုလူရမယ်နော်ဘာပွဲပြရမယ်ဘလို့ပြရမလဲဆိုတော့တနင်္ဂနွေနေ့မနေ့အာယုံတက်မှာပွဲပြင်ပေးရမယ်နော်မနေ့အာယုံမတက်ခင်မှာပွဲပြင်ထားပါဘာပွဲပြရမလဲဆိုတော့နန္တဖုငပြောသည်ဆယ်လုံးကိုမှဲ့မဲ့ပျော့ပျော့ကိုအခွန်နွားပြီးတော့ကျေပကံများထဲမှာထည့်ရမယ်နော်ကျေပကံများကြီးကြီးထဲမှာထည့်ရမယ်အဲ့နန္တဖုငပြောသည်ဆယ်လုံးကိုခွန်နွားပြီးတော့ထည့်ပါထည့်ပြီးဆိုတာနဲ့အဲ့ဒီအပေါ်ကနေပြီးတော့ငပြောသည်တွေဖုံးအောင်တော့အောင်တရားဖြူပေးရမယ်နော် တရားဖြူပေးရမယ်တရားငါပြောသေးတယ်မမြောင်တရားဖြူရမယ်အဲ့ဒီငါပြောသေးဘောကနေပြီးတော့မှထီးဖြူတလဲစိုက်ထားပေးရမယ်အဲ့ဒီသင်္ကန်းဆိုင်တွေမှာရောင်းတဲ့ပရိခေရောင်းတဲ့ဆိုင်တွေမှာရှိတယ်ထီးဖြူတလဲကိုစိုက်ထားရမယ်အဲ့ငါပြောသေးဘောကနေပြီးတော့နော်စက်ကူထီးဖြူအကြီးပေါ့နော်ပြီးရင်တရားမင်းစမပါတဲ့ဖျောင်းတိုင်ကိုဖျောင်းတိုင်တုတ်ကြီးကိုတရားမင်းစမပတ်ပေးရမယ်နော် အဲဒါကြောင့်မစမလိုချင်တဲ့မိတ်ဆွေတွေကတော့ဆရာကိုချက်ပေါက်ကနေလာတောင်းပေးပါဆရာမြတ်တာလက်ဆောင်အခမဲ့ပေးပါမယ်နော်အဲဒါကြောင့်မစမပါတဲ့ဖျောင်းနိုင်ကိုဖျောင်းနိုင်တူကြီးမှာပတ်ပါပတ်ပြီးတော့မှအဲ့ဒီငပြောသီးပေါ်မှာစိုက်ပါဖျောင်းနိုင်တူကြီးကိုဖင်မကနေစိုက်ပြီးတော့မှမိထုံးပြီးတော့ပူဇော်ရမယ်နော်ပြီးတော့ဒါကြောင့်မရဲ့ဂါထာဒါကြောင့်မရဲ့ဝေဇယန္တာပြတ်တာမှာရေးထိုးထားတဲ့ဂါထာလေးကိုဂါထာလေးကိုရွတ်စွာပေါ့ကိုးကောက်ရွတ်ဖတ်ရမယ်နော်ဘာဂါထာလဲဆိုတော့ဂါထာကဝေဒါတာကု ကုကုတာဓာဝေဓာယတာဒတတာယတာတာတာဓိကုကုဓိတာတာကုဒကုဘုဘုကုတကုတဲ့နော်အဲ့ဒီဂါထာလေးကိုဆရာဗီဒီယိုမှာရေးထားပြမယ်နော်အဲ့ဒီဂါထာလေးကိုကိုးကောက်ရွတ်ပေးရမယ်နော်ဂါထာရဲ့အဓိပ္ပာယ်ကတော့ဟလာရန်သူတို့ဒီဝေးစွာလင်းမြန်စွာပြေးကြပါစေကုန်သတည်းငါမကောင်းကြံကုန်သောသူတို့ဒီအကြံပြည့်သဖြင့်လင်းမြန်စွာပြေးကြပါစေကုန်သတည်း ငါဤဒါနစေတနာကြောင့်အချမ်းရံကြော်မော်တို့သည် ပြန်ပွားများပြားစေကြပါစေကုန်တည်းငါပြုမိသော အကုသိုလ်ဒုစရိုက်၁၀ပါးတို့သည်ငါပြုမိသော အကုသိုလ်ငါပြုမိသောကုသိုလ်ဒုစရိုက်၁၀ပါးတို့သည် အကုသိုလ်ဒုစရိုက်၁၀ပါးတို့သည်ပြေပြောက်စေကုန်တည်းဆက်ဆုပ်ဖွဲသောအဖြစ်မာနသောသာအရှိတိတို့ကိုငါဆိုသည်ဖြင့်နာယူကြသည်ဖြစ်စေတည်းသည်အကုသိုလ်ဒုစရိုက်ပြုကျင့်သောသူတို့နှင့်ဘုံဘဝအဆက်ဆက်၌မပေါင်းဖော်မကြုံရမတွေ့ရသည် ြစ်ကြဖြစ်ပါစေတည်းပေါ့နော်အဲဒီဂါရာရဲ့အဓိပ္ပာယ်ပေါ့အဲဒီဂါရာလေးကိုဆရာဂါရာရဲ့အတန်တွေကိုဆရာဗီဒီယိုမှာရေးထားပေးမယ်နော်အပေါ်ကနေပြီးတော့အဲဒီဂါရာလေးကိုကိုးကောက်ရွတ်ဖက်ပူဇော်ရမယ်ပြီးရင်မိမိရဲ့လူဝင်စန္ဒအရေးကြီးစန္ဒကိုဆူတောင်းပေးပါနော်တေချာပေါ့မိမိဘွားပြက်လုပ်ငန်းပြက်ရန်သူတွေများနေတဲ့စင်ဘာလို့လို့စင်မပြေဘူးလွဲချော်နေတဲ့ယာရူးတက်ခြင်းနဲ့နေရာကောင်းရခြင်းနဲ့ဘာပဲဖြစ်ခြင်းဖြစ်ခြင်းဒီတရားမင်းရေရာကိုတေချာပြီးလို့ပေးပါနော်ရပိုင်းတွေမှာတေချာပေါ့အောင်မြင်သွားပါလိမ့်မယ်နော် ဆရာပြောပြခဲ့တဲ့ဂမ်ဘီရာနီလေးရာမိတ်ဆွေများအားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ရှားရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ကွန်မန့်ရေးပါ share လေးတွေလုပ်ပေးခဲ့ပါနော်ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပည့်ရင်းဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာထံမှာဗီဒီယိုမေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တားတော့ဗီဒီယိုဧကန်တဗီဒီယိုမေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်ဗီဒီယိုညံပူဇော်ကယူပါတယ်နော် ီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးရတနာပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အတွက်အထူးတိုက်ရိုက်တက်စင်တွေပြုလုပ်ပေးပါတယ်နော်အာမခံတယ်ပါပြီးတော့အခြေရေးမှာတစ္ဆာဖောက်ခံရတဲ့အိမ်တော်ရေးပဋိပက္ခတွေကြုံတွေ့နေရတဲ့အိမ်တော်ရေးပြဿနာတွေကြုံတွေ့နေရတဲ့မိတ်ဆွေများဆက်သွယ်ပါ။ကျန်းမာရေးသေးတံဖြစ်နေတဲ့လူနာတွေ၊စုံပယောကတရေသိစေတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများဆက်သွယ်ပါ။ ပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့လောင်ကစားအရှုံးများနေတဲ့မိတ်ဆွေများအမျက်ငွေတွေချက်ချင်းရအောင်ပုံနကဘလူးမင်းကြီးရဲ့အဆောင်တော်တွေဆောင်ရွက်ပေးပါတယ်ပြီးတော့အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လဲရောက်ရှိဖို့ပျောက်သွားတဲ့တန်ဖိုးကြီးယရနာပစ္စည်းတွေချက်ချင်းပြန်လဲရရှိဖို့ဘဝမှာဘာလို့လို့ဘာကြံမဲမသိပဲနဲ့လမ်းပျောက်နေတယ်ဆိုတော့မိတ်ဆွေများဆက်သွယ်ပါအမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့မိဘစကားနားမထောင်တဲ့သားသမီးတွေကိုမိဘစကားနားထောင်လာစေဖို့ အောင်မြင်တဲ့လုပ်ငန်းရှင်တွေအမှုပညာရှင်တွေဖြစ်ဖို့လို့တွေ့ပြီးတော့အချုပ်နှောင်ဖန်ဆီးကနေချက်ချင်းလွန်မြောက်ဖို့တွေ့အထူးရရာအစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က39 0956888858ပြီးတော့39 98 34 256ဖြစ်ပါတယ်เนาะ အဲ့ဒီ3996988858အဲ့ဒီဖုန်းနံပါတ်က Viber account Telegram account ရှိပါတယ်အဲ့ဒီ account တွေကနေပြီးတော့ဆက်သွယ်ပြီးတော့ mail လို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီ account တွေကနေပြီးတော့ဆက်သွယ်ပြီးတော့ mail ပါပြည်တွင်းမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့ mail ကြပါအိမ်မှာလာမေးကျင်တယ်ဆိုရင်တော့နော်ကုန်းကြီးရွာရေဦးမြို့နယ်စကိုင်းတိုင်းမှာဆရာနေပါတယ်မလာခင်မှာဆရာကိုဖုန်းကြိုဆက်ပေးပါနော် အဲဆရာရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေတို့ရဲ့နီးစပ်ရာပေါင်းတဲ့တင်ငယ်ချင်းတွေကိုတစ်ဆင့်ပြန်လဲပြောပြပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လဲမေးခိုင်းလို့ရပါတယ်เนาะကြားအားလုံးပဲကြားမှာချမ်းသာကြပါစေဗျာเนาะ